ငလင်မတိုင်ခင်အချိန်နဲ့ငလင်လုံနေပြီဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာသတိပေးနှုန်းဆက်တန်ထမြည်လာအောင်ဖွင့်ထားတဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဖုန်းတိုင်းမှာလုံလို့ရပါတယ်။ကိုယ့်ရဲ့ဖုန်းစတိန်လေးထည့်ကိုဝင်သွားလိုက်ပါ။ဖုန်းစတိန်လေးထည့်ကိုဝင်သွားလိုက်ပါမယ်။ဖုန်းစတိန်ထည့်ရောက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးသားလေးကဆက်စတိန်ဆက်စပါနေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Add Quick Alex ဆိုပြီးတော့တစ်ချက်ရိုက်ရှာလိုက်ပါ။ပြီးတော့တော့ကျွန်တော်တို့ဒီ Add Quick Alex ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ အပုံနဲ့အောက်ကတစ်ခုစလုံးမှာပေနေရဖြစ်ဖြစ်ဝင်လို့ရပါတယ်ကျွန်တော်ကတော့အပုံဆုံးနားတွေကဟာကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ် safety and emergency ဆိုပြီးတော့အခုလိုပေါ်လာမှာဖြစ်ပါတယ်အောက်ဘက်ကိုဆင်းသွားလိုက်ပါ emergency location service ဆိုတဲ့ညာလေးကိုအင်ဆုံးနှိပ်ပြီးတော့ဝင်သွားလိုက်ပါ emergency location service နေရာမှာ off ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အရင်ဆုံး on လုပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါပြီးတော့ notify ထဲကနေတစ်ချက်ထွက်လိုက်မယ် earthquake alert ဆိုတဲ့ညာမှာကိုတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါ earthquake alert ညာမှာ on လုပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါ โอเคပြီးတော့เนาะအောက်မှာ turn on location ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ် turn on location ထဲကိုနှိပ်ပြီးတော့ on ထားလိုက်ပါ location ကိုလည်း on လုပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါ okay ဒါဆိုလို့ရှင်တော့အရာပါပြီဒီနေရာထဲကနေပြီးတော့ထွက်သွားလိုက်မယ်နောက်တနေရာကတော့ကျွန်တော်တို့ဒီထဲကိုရောက်လာခုဆိုရင်စက်တိန်ထဲကနေပြီးတော့ကျွန်တော်တို့တွားမယ်ဆိုရင်အောက်ဖက်ကိုဆင်းသွားလိုက်မယ် safety and emergency ဆိုတဲ့နေရာထဲကိုနှိပ်လိုက်ပါခုလို earthquake alert ထဲကိုရောက်လာမှာပဲဖြစ်ပါတယ်အားလုံးပဲစင်ပြေပါစေခင်ဗျာ